ားလုံးပဲမင်္ဂလာပါရှင်ရောပဒေသာ channel မှာကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်ဖတ်ပြပေးခြင်းနဲ့စာအုပ်လေးကတော့ဆီယာမဂျူးရဲ့တတန်တို့ဖြင့်ရက်ဖွဲ့ချစ်သူရဲ့ခြုံလွားဆိုတဲ့လုံချင်းဝိတ္ထုစာအုပ်လေးကိုအပိုင်းဆက်အနေနဲ့ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။နားဆင်အားပေးကြပါအောင်နော်။တတန်တို့ဖြင့်ရက်ဖွဲ့ချစ်သူရဲ့ခြုံလွားအပိုင်း၁ဏိဒံကြည်စမ်းပါအောင်။ကို့အတွက်သာဆိုရင် ခြုံရက်เสียမရှိလှလိုက်သည့်အစဉ်အသွေးဒီဆောင်မာကနမ်မြီရှိသေးသည်ရွှေစပယ်ဖြူတဲ့အမေအမေကိုဒီဆောင်ခြုံမေးလိုက်ရမှလားယင်စိတ်ထဲကမေးမိတော့မျက်ရည်တွေတွေကျလာသည်ခြီသားစစ်စစ်ခြုံဆောင်သည်မိခိုးအခံမှာမယမ်းဖြော့အပြာဖြော့အစိမ်းဖြော့နဲ့အဝါဖြော့အယောင်များလှပစွာ ဖောက်ထားသည့်အမှုပညာလက်ရာတစ်ခုဖြစ်သည် တခါတလေသာ ရေလျှော်ထားပုံရ၏နူးညံ့ပြော့ပြောင်းမှုတော့နည်းနေသလိုလိုတဏျာချင်းကိုဆေးဆေးဆက်ဆက်လက်ဖြင့်ဖွားဖွားပုတ်တက်ကြည့်သည်စနစ်ကြသောအတိုင်အဖောက်ချင်းမြင်တို့သည် စေပိတ်လျက် နူးညံ့ပြော့ပြောင်းလျက် ကြစ်လက်နေသည်မိမိစိုးရိမ်သလိုဆွေးမြေ့သည့်အရေးအခြေမရှိဘာပိုးမှလည်းမဖောက် ပိုးကြိုက်ချင်းကိုကာကွယ်ဖို့ အမေကဒေါနာပန်းခတ်ကလေးတွေကို အင်ဂျီလုံးကြီးခောက်တွေကြားထဲညှက်ထားလေးရှိသည်မို့ခြုံထဲသည် ပန်းရက်နဲ့တင်းတင်းလေးမှုနေသည် အဖြူရောင်စပယ်ပွင့်လေးတပွင့်အပေါ်လက်ညိုးဖြင့်အသာတိုးထိကြည်လိုက်သည်လက်တွင် ဖောင်းကြွားသည့်နူးညံ့မှုလေးတစ်ခုကိုရသည်ဒီအပွင့်လေးတွေတပွင့်ချင်းရအောင် အမေရက်ပေါင်းမြည်မြရက်ခဲရပါလေဒီဆောင်ကိုနှစ်ပေါင်းများစွာအတွင် ပထမဆုံးချိန်ထုတ်ယူကြည့်မိခြင်းဖြစ်ပါသည် နှစ်တွေဘလောက်ကြာခဲ့ပြီလဲခင်တို့မြက်မှန်းစာကြည့်သည်မိမိအသက်ကို၃နှစ်လောက်ထပ်ပေါင်းရအောင်မှာဆိုတော့58နှစ်လောက်ရှိပြီပေါ့ဒီလောက်တောင် ကြာခဲ့ပြီတဲ့လားနှစ်90သက်တမ်းရှိသည့်ဤခြုံဆောင်သည်တာမန်ကြည့်လျင်ရိုးရာကြည်လက်အမှုပညာလက်ရာပစ္စည်းတစ်ခုသာပါပဲပြောင်မြောက်သောခန်းနာသောလှပသောပြီးတော့ရှားပါသောကြည်လက်အမှုလက်ရာတစ်ခုပေါ့သို့သော မိသားစုအတွက်တော့ဤခြုံဆောင်သည်ချစ်ချင်းမြတ်တာဖြင့်လွှမ်းခြုံအပ်သည့်မျော်လင့်ချက်တစ်ခုဤပြည့်ယုတ်တစ်ခုဖြစ်သည်ဤခြုံဆောင်ကို ကိုယ်တိုင်ရက်လုတ်ခဲ့သောအမိအတွက်ဆိုရင်တော့ဆောင်ဤအတိတ်ဘယ်ကများစွာပူပါလိမ့်မည်။နာကျင်စွာ ထိန်းချုပ်ရသည့်မျက်ရည်များလား။လွတ်လပ်စွာလိမ့်စင်ခွင့်ရသောကြမျက်ရည်များလား။မျက်ရည်တို့ဖြင့်ရင်းငယ်ရတာတော့ခင်လွန်းမျက်ရိပ်စားမိပါသည်။အမိမှာ တန်တတားထဲမှာအစဉ်အမြဲတော့ခတ်သိမ်းစီထားသောခြုံဆောင်နှစ်ထည်ရှိသည်ဟုခင်လွန်းမြတ်သိနေခဲ့သည်ယခုအခါခင်လွန်းမြတ်လက်ထဲသို့ဤခြုံဆောင်သာရောက်လာ၏နောက်ထပ်ခြုံဆောင်သည်ဘယ်နေရာမှရှိနိုင်သနည်းတန်တတားထဲမှာဒီဆောင်မဲတွေ့တယ်ဟု သမီးကပြောသည် ခင်လွန်းမြတ်တို့ကိုယ်စိတ်သဘောနှင့်ကို ထုတ်ယူခဲ့သည်ကို အမေသိသွားလေမလားသိသွားလင်အမေအပြစ်တင်လေမလားအပြစ်တင်နိုင်ဖို့အစိုးအဆ ပြစ်တင်နိုင်မှုအစိုးအကောင်အကျိုးအပြစ်အသိစိတ်မှတ်ဉာဏ်တို့ အမေမှကြံရှိနေသေးပါသလားအမေကျမအမေကိုဒီဆောင်ခြုံပေးစေခြင်းသလားဒါမှမဟုတ် အမေဆန္ဒကိုမေးကောင်းရဲ့လားသူမှမသိပါ မေးကောင်းသည်ဆိုရင်လေအမေကိုခင်လွတ်မြတ်မမေးရက်ပါအမေနောက်ဘဝကိုယုံလားစိတ်ထဲကနေမေးကြည့်မိပင်မဲ့အမေသည် နောက်ဘဝကိုယုံပါသည် ဒါကြောင့်လဲလှပသော မင်္ဂလာခြုံဆောင်တွေကို ရှေးအစဉ်အလာတိုင်းရက်ခဲ့တာပေါ့အမေတကယ်လို့နောက်ဘဝမှာမိမပဲပြန်ဖြစ်အောင်မယ်ဆိုပါတော့အမေအိမ်ထောင်ပြုဖို့စိတ်ကူးတယ်ဆိုပါတော့အမေဘယ်သူနဲ့အဖူးစာဆုံကျင်တယ်လဲအမေကိုနေကောင်းစဉ်က မေးခဲမိဖို့ကောင်းသည်အမေဖြေမလားမဖြေပဲပြုံးနေမလားမမေးကောင်းသောမေးခွန်းတစ်ခုကို မေးခံလိုက်ရသလိုစိတ်အနှောက်အယှက်ဖြစ်သွားမှာလား အမေနောက်ဘဝမှာအဖေနဲ့ပြန်ဆုံချင်လာရင်အခုပဲစိတ်ထဲကမေးလိုက်သည့်အတွေ့ကို အမေသိရရင်အမေပြုံးလိုက်မှာလားထိုပြုံးသည့်ရှက်ပြုံးဖြစ်မလားသို့မဟုတ်နာကျင်သည့်မချစ်သည့်အပြုံးဖြစ်မလားညီကငါ့ကိုဘယ်သူနဲ့စုံစီချင်တာလဲအမေကများပြန်မေးလိုက်ရင်မိသားစုအစဉ်လာရှေးထုံးတန်းကိုမယုံကြည်သည့်ခင်လွန်းမြက်ဘယ်လိုဖြေရပါနောက်ခြုံဆောင်ကိုကျမမတွေ့ဘူးရှိသေးလားယင် ညီမလွန်းဆက်ကိုပဲမေးရတော့မည်။သူများတက်တက်တင်ထားသေးသလား။ဟင့်အင်မဖြစ်ပါဘူး။အမေကိုလောကီအာယုံတွေဖြင့်နောက်ဆန်မတင်းစီလိုပါ။အမေနောက်ဆုံးထွက်သက်တွင်အမေသည်လွတ်မြောက်သွားသူသာဖြစ်စေခြင်းမသည်။ဒီဆောင်ကိုအမေနောက်ဆုံးထွက်သက်မထွက်ရသေးခင်ဖြန့်ချီခဲ့မိသည့်အတွက်တော့ခင်လွမျက်ကိုကိုကိုလိပ်ပြမလုံစွာမချီတည်းအပြစ်တင်မိစေဖြစ်သည် ဒါကအမေသေးဖို့ကိုစောင့်နေတဲ့သဘောမျိုးဖြစ်သွားခဲ့လေမလားအမေသေးသည်နဲ့အစဉ်သင့်ဖြစ်အောင်ကြိုတင်လှုပ်ရှားတာမျိုးဖြစ်သွားလေမလားမဟုတ်ပါဘူးနှစ်ပေါင်းများစွာအတွင်းတခါမှပြန်ဖြန့်မကြည့်ခဲ့တဲ့ခြုံဆောင်မှုပိုးထိုးပေါက်တွေအဆုတ်အပြဲတွေအဆွေးအမြေတွေများဖြစ်နေခဲ့ရင်ကြိုတင်ပြီးဖာရထေးရအောင် ပြန်ကြည့်ခဲ့မိတာပါအမေကြိုတင်ပြီးဖာရထေးရအောင်ဖြန့်ကြည့်ခဲ့မိတာပါအမေ ခင်လွန်းမြက်မျက်လုံးအစုံမှပူနွေးသောမျက်ရည်များဖြင်းညင်းစွာလိတ်ဆင်းကြလာခဲ့သည်အမေမရတော့ဘူးလားလို့ပူပန်သောကလွှမ်းခြုံကစောက်တရားမရတုံလုံးနေပေမဲ့အမေနောက်ဆုံးထွက်သက်ကိုကျမစောင့်နေခဲ့တာမဟုတ်ပါဘူးအခန်းတစ်ခုလုံးသည်သွေးပောင်ချိန်နှင့်နှလုံးခုန်နှုံးတိုင်းတာဆက်ဤအတံမှလွဲပြီး တိတ်ဆိတ်နေသည်အခန်းထဲတွင် လူတို့သည်ခြေတံကိုဖွဖွာသာလှမ်းပြီး တိုးတိုးတက်တာစကားပြောကြလိုပါ လက်ထဲမှာကင်ထားသောခြုံဆောင်အနားဤစစ်ဆန်မီจิตဖျားကရောင်စုံချီမြင်တို့ကိုထိကင်ကြည့်ရင်နောက်ထပ်ခြုံဆောင်ကိုတွေ့အောင်ရှာတင်သလားဟုတွေးနေမိသည်အမေကိုပေါ်မှာရွှေဆောင်တထဲကိုလွှမ်းခြုံထားသည်ထိုဆောင်ကလည်းအမေလက်ရာချီဆောင်ပါဟိုတုန်းကလေးကအမေခြုံနေကြနှစ်ထပ်ဆောင်ပပလေးကိုညီမကခြုံပေးထားသည်အမေမသေးပါစေနဲ့အောင်မင်းကွန်းစီရတော့အရှင် ဥဝိစိတ်တတာရဘိဝင်သားဤပရိယုတ်ဖတ်တန်ကတိုးတိုးလေးပြန်လွင်နေစေအမိမျက်လုံးတို့ကမှိတ်လျက်မျက်ခုံအောင်မှမျက်လုံးတို့သည်အနှဲငယ်များလှုပ်ရှားခြင်းမရှိဒါမိမျောနေတာမဟုတ်ပါဘူးနော်နှစ်နှစ်ချိုက်ချိုက်အိတ်မောကြနေတာမဟုတ်လားသူနာပြုဆီယာမကအမိဘေးမှာမတ်တက်ရက်လျက် အမိခြေဖမိုးပေါ်လက်ဖြားဖြင့်အตาထီကသွေးစမ်းနေ၏ခင်လုံးမျက်ကဖြင့် အဲ့လိုသွေးဆန်းခြင်းဖြင့်ပင်အမေကိုမထီစေခြင်းမှာအမေအာယုံကိုဘာအကြောင်းဖြင့်မှမပြန့်လွင့်စေခြင်းထို့ကြောင့်ခေါင်းရမ်းပြခဲလိုက်သည်ညီမခင်လွန်းဆက်သည် အမေဘယ်ဘက်တွင် မတ်တက်ရရင်မျက်ရည်တွေတွေကြားလျက်ရှိခဲ့သောကြောင့်ညီမကိုမျက်နှာရိပ်မျက်နှာကဲဖြင့်အပြင်ခဏထွက်ခိုင်းလိုက်သည်ညီမသည်တဖြည်းဖြည်းထိမ့်ချုံမရတော့ပဲရှိုက်တန်ထွက်လာနိုင်သည် မဟုတ်လားထိုအခါအမေအာယုံတို့ ြန့်လွင့်သွားနိုင်သည်မဟုတ်လားအခုလိုအချိန်မျိုးမှာ အမေအာယုံမပြန့်လွင့်စေရထို့ကြောင့်မိမိကိုယ်တိုင်လည်းအမေကိုလက်ဖြင့်မထီရတော့ပါအမေကရင်ဘေးကစပွဲလေးပေါ်တွင် စပွဲပန်းကုန်းတို့ကိုနှင်းစီပန်းတွေကြားထဲမှခွေလျက် လိမ့်လျက်ချိတ်ထားသဖြင့်တခန်းလုံးစပယ်နဲ့မှွေနေသည်စပယ်တွေပွင့်နေတော့မဲမိမိအခုချိန်ဆိုရင်အမေအိမ်မှာလည်းစပယ်တွေပွင့်လို့ရှိမှာ အမေအခန်းခေါင်းရင်းပတင်းပေါက်မှဝင်လာသည့်လေမှာစပယ်ပန်းရနံတို့ဖြင့်ခပြော့ဖြော့လေးငွေလျက်ရှိလိမ့်မည်။ပန်းရနံသည်တာမန်လူကိုစိတ်ကြည်လန်းဆန်းစေတော်လေဘဝကူးပြောင်းခံသည့်လူတယောက်အတွက်ငွေရနံဆိုသည့်ကန္နာယုံရုပ်ခန္ဓာသည်ဆွဲလန်းကန့်ညိလျင်အန်ရည်ကြီးသည့်အရာတစ်ခုဖြစ်လိမ့်မလား။အမေစပယ်ပန်းပင်သည်ဆယ်စုနှစ်ပေါင်းများစွာ ရှင်သန်ခဲ့သည်နှစ်ပေါင်းများစွာအမေမျက်နှာခဲ့သည့်ပန်းပင် အမေမှတ်မိနေမှာပေါ့ဒါဆိုရင်ပန်းရနံ့သားမကဆက်နွယ်နေသည်မပုံရိပ်တို့ကိုအာယုံမှာတွယ်ညှိသွားနိုင်သလားရွှေစပယ်ဖြူတဲ့စပယ်ပန်းရနံ့ကိုအမေမှတ်မိရင် ရွှေစပယ်ဖြူဆိုသည့်စကားလုံးကိုလည်းအမေမှတ်မိမှာမမေရွံဘူးလေးထဲမှာ အမဲရှိနေတတ်သော ရွှေဖြင့်ခတ်သည့်စပယ်ပန်းခတ်ရင်ထိုးလေးကိုလည်းမမေမှတ်မိနေအောင်ပါလားဖျားဖျား အခုချိန်သာ အမေနောက်ဆုံးအချိန်ဆိုရင်တော့နောက်ဆုံးထွက်သက်မှာဘာကိုမှ တွယ်ညိမသွားစေချင်ပါခင်လွန်းမြတ်သည်တရဏဂုံကိုအမေကြားမည်ဆိုရင် ကြားသာယုံတိုးတိုးရွတ်ဖက်လိုက်သည်ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ခံတရဏံကိစ္ဆာမိဗုဒ္ဓံမြတ်စွာဘုရားကိုတရဏံကိုးကွယ်ရာဟု၍ကိစ္ဆာမိစီကပ်ပါဤအရှင်ဘုရား ဓမ္မံတရားတော်မြတ်ကိုတရဏံကိုဝေရာဟူ၍ဂစ္ဆာမိစီကပ်ပါဤရှင်ဖျာတန်ကံတန်ဃာတော်မြတ်တို့ကိုတရဏံကိုဝေရာဟူ၍ဂစ္ဆာမိစီကပ်ပါဤရှင်ဖျာတမနက်ခင်းလုံးတိုးတိုးဖွားဖွားညင်ညင်သာသာရွတ်နေခဲ့သောတရဏဂုံဖျားရှိခိုးကိုယခုအခါဘယ်နှခေါက်ရှိနေပြီလဲဟု မရေတွက်နိုင်လောက်တော့ပါယာနှင့်ထောင်နှင့်ချီပြီးရွတ်ဖက်နေခဲ့မိမှာပါ မိမိအတံမတုံအောင်အာတင်းထားလျက်ကအဖျားစွတ်တုံသွားသဖြင့်ထိတ်ခနဲလန့်သွားသည်အမေများ စိတ်အနှောက်ယှက်ဖြစ်သွားလိမ့်မလားထိုအတွေးဖြင့်ခင်လွန်းမြက်လုံးဝအတံမထွက်ရဲတော့ပဲကြောက်တိုင်တစ်ခုကဲသို့သာငြိမ်သက်စွာမမတ်ရက်နေမိသည်ရင်ကဆူးဆူးနင်းနင်းနာကျင်နေသည်မြမျက်ရည်တွေစိတ်အိုင်ဆူဆွတ်လျက်လေချောင်းတွေအက်ကွဲနာကျင်နေသည်မြလူကတော့လုံးဝလုံးမရှက် ဘလောက်အထိမလှုပ်လိုက်တလဲဆိုရင်နှစ်ဖူးပေါ်မှလွင့်ပြန်လာသည့်သပင်စများမျက်ရည်ဆူဆွသည့်မျက်တောင်တို့နှင့်ကန့်ညိနေတာကိုပင်မတတ်ဖယ်မိပါအပိုင်း1ခြုံလွာအမိမြသားရမုံရက်လုတ်ပြီးစီးသည့်နှစ်1990ခုနှစ်နေရီဖုံးကျော်အပြင်တွင် နေအောင်ပူပြင်းနေစေပဒင်းမှမြင်ရသမျှရေတမာရွက်တွေက ဝယုံမကညိုလူအပြင်တွင်နေရောင်ပူပြင်းနေစေပဒင်းမမြင်ရသမျှရေးဓမာရွက်တွေကဝါယုံမကညိုလူလူပြီးတော့တွန့်လိန်၆တွေ့ကကြွေလူဆဲဆဲစိတ်တကြဖို့ကောင်းသောနေရာဒီပါပဲယခုနှစ်အပူချိန်သည်မနစ်ကထက်ပိုလိမ့်မည်ဟုမိုးလေဝသပညာရှင်တို့ကကြေညာထားသည် အပူကြောင့်ဖျားကြီးခြင်းသတိလစ်ခြင်းတို့ဖြစ်ပေါ်နိုင်သည်ဟုဆိုသည်ဒါကြောင့်များဖွားဖွားနေမကောင်းဖြစ်သွားလားမသိ ရန်ကုန်ထက်မြင်းချံနထိုးကြီးနယ်တွေကအပူချိန်ပြုအပူချိန်ပိုပြင်းထန်နေကြကိုဒါပေမဲ့အခုတော့နေရီဤရင်ထဲကအပူချိန်က အပြင်ကအပူထက်ပိုပြင်းထန်နေမှသိကြသည်လေးဆက်တက်ထားသောအက်ခန်ထဲမှာဆိုဖာပေါ်ထိုင်လျက် လက်ကင်တယ်လီဖုန်းအင်တာနက်ဖွင့်ပြီး Facebook ကြည့်နေရသည့်အရာသာကခါတိုင်းတော့စိန်ကြသည်ဘဝပဲဘဲတငယ်ချင်းတွေကဘာပုံတွေတင်ထားကြပါလိမ့် သူတို့တင်သည့်အထဲမှာမိမိဓာတ်ပုံပါလင်နေရီစိတ်ဝင်စားသည်ကို့ပုံကလှနေလင်နေရီကျင်းက်သွားပြီးကို့ပုံကမလှမပါဖြစ်နေလင်နေရီစိတ်ညစ်သည်သူတို့ပုံတွေကလှနေပြီးကို့ပုံကအစင်မပြေဖြစ်နေလင်တော့ထိုတငယ်ချင်းတွေကိုပါဒေါပွားရလေသည်ဒီနေ့ဒေါပွားတာကတငယ်ချင်းမိန်းကလေးတွေကိုမဟုတ်ယောက်ျားလေးတငယ်ချင်းတယောက်ကိုပါဘသူဖြစ်အောင်မလဲတူဒီတော့အခင်ဆုံးတငယ်ချင်းဖိုးခွားကိုပေါ့ဖိုးခွားကသူ့အကောင့်မှာ ဝေလာ၏တခြင်းတပုတ်ကိုတင်ထားသည် သူဟာသူဒီတခြင်းနားထောင်နေပါတယ်ဟုကြင်ညာပြီးတင်လင်နေ၏အနေသာကြီးပါ အခုတော့သူကနေ၏အကောင့်ကိုပါတက်တွဲတင်ထားတာနားထောင်စရာတခြင်းကရှားသလားမချစ်ရဘူးတဲ့လားတခြင်းကိုမှ ရွေးပြီးနားထောင်ရသလားကိုဟာကိုတိုးတိုးတိတ်တိတ်နားမထောင်မဲ Facebook ပေါ်မှာလူသိရှင်ကြားနားထောင်ပြီးနေဤကိုကဘာဖြစ်လို့တွဲပြရတာလဲအဲ့ဒါဘာအဓိပ္ပာယ်လဲနေဤတနေ့လေလုံးသူ့ကိုဖုန်းခေါ်သည် သူ့ဖုန်းကစပိတ်ထားသည် အိမ်ဖုံးကိုခေါ်သည် သူ့အမေကသူ့ခီးသွားနေသည်ဟုပြောသည် သူ့ကိုဆက်သွယ်လို့မရချိန်ကိုရွေးပြီးတင်ထားတာပေါ့ဒီကောင်လူလဲနေရည်သည်ဒေါသဖြစ်ဖြစ်နဲ့သူ့တခြင်းအောက်မှကွန်မန့်တွင်သေးလိုက်ပါလားဟု ရေးမိတော့မတက်ပါပဲသို့တော့မဖြစ်သေးဘူးဘဘညာညာတွေထင်ကုန်နိုင်သည် တော်ပါသေးရဲ့သူကအများသူငါဖတ်လို့ရအောင် public မှာ တင်တာမဟုတ်ပဲတငယ်ချင်းတွေသာဖတ်လို့ရသည့် France အတွက်ပဲတင်ထားတာမို့ ။အိုးဒါပေမဲ့သူ့မှာတငယ်ချင်းတွေက အပြည့်အရှံ၄-၅000ရှိနေတာ။ဖိုးခွားကလာအပ်သမျှမိษွေဖြစ်ချင်းသူတွေကိုအကုန်လက်ခံတာကို နေဤကတော့ Facebook မှာသတိထားသည်မိษွေဖြစ်ဖို့ဖိတ်ခေါ်လာသူတိုင်းကိုလည်းလက်မခံခဲ့။ထိုသူဤကိုရေးအချင်းကိုရှာကြည့်သည် သူတင်ထားသော ပုံများအကြောင်းအရာများကိုလေ့လာစူးစမ်းသည် သူ့စကားအသုံးအနှုန်းတွေကိုမနစ်သက်လျင် ်ပေါ်လွင်နေသောသူ့အပြုမူနှင့်စိတ်ထားကိုမနစ်သက်လျင်မတိချင်ဟန်ဆောင်ပြီးမိတ်ဆွေအဖြစ်လက်မခံဘဲနေလိုက်သည်အများအပြားသောနေရီတကယ်ပဲအပြင်မှာခင်မင်းသူတိကျွမ်းသူတို့ကသာမိတ်ဆွေအဖြစ်လက်ခံသည်ထို့ကြောင့်နေရီ Facebook တွင်မိတ်ဆွေတငယ်ချင်းတရာကျော်ပဲရှိလေသည်နေရီနှစ်သက်ပါသည်ဟု လိုက်လုပ်ထားသော Facebook အကောင့်များမှတဆင့်တိကျင်သောသတင်းများကိုတီးခွင့်ရနေရင်တော်ပြီပေါ့ ဒီကောင်ကတော့မိတ်ဆွေတွေအများကြီးတေရောလူလေး9000အကုန်မြင်တော့မယ်အဲ့လူတွေက နေကြီးကို သူချစ်ရေးဆိုခဲ့ပြီးနေကြီးကညင်းပြစ်လိုက်သည်ဟုထင်ကုန်တော့မယ်ဟုတ်တယ်လေတချင်းရတော့အဲ့ဒီအထိပ်ပဲပါပဲနေကြီးမနေ့ကအထိဒီတချင်းကိုတိတ်ကြိုက်ခဲ့ပါသည်တိတ်တိတ်လေးခိုးလွှမ်းနေခဲ့ရသည့်ငယ်တငယ်ချင်းလေးကမနေနိုင်လွန်းလို့ဖွင့်ပြောလိုက်သည့်အခါရသွားတာကကောင်မလေး၏ခါသည်သောအမုံတနာစရာမကောင်းဘူးလားဝေလာ၏ရင်ထဲကလာသောအတန်ဖြင့်နားထောင်လိုက်ရတော့ နေရီတကယ်ကြွေသွားခဲ့သည်စိတ်ကူးလဲရင်ကြည်ခဲ့သေး၏ဖိုးခွားများတကယ်လို့နေရီကိုချစ်တယ်ဟုဖွင့်ပြောလာခဲ့လင်ဝေလာ၏တခြင်းထဲကကောင်းလေးလိုစိတ်ထိမခိုက်စေခြင်းလက်ခံလိုက်ရမှာလားဖိုးခွားကိုနေရီကချစ်သူအဖြစ်ချစ်သလားတငယ်ချင်းနှင့်ချစ်သူကြားချားထားသည့်စီးကပပလေးဖြစ်သည် သူကိုဖုံးဆက်လို့ရရင်မေးလိုက်မည်ဟုကြိုတင်ပြင်ဆင်ထားသောမိကွန်းတစ်ခုရှိသည်။နင်ဝေလာရဲ့အဲ့ဒီတခြင်းကိုဘာဖြစ်လို့ငါ့ကိုတတ်ထွက် တက်တွဲထားတာလေ။ तू ဘလို့ဖြေမလဲ။ तू ဒီ post ကိုတင်ကလေးက तू လဲကြိုတင်တော့တွေးထားမှာပဲ။အဲ့တချင်းလေးတွေကလို့ငါမဖြစ်ချင်ဘူးနေကြီး။အဲ့လို तू ဖြေမလား။ဒါဆိုရင်မိမိကဘာပြန်ပြောရပါမလဲ။မဖြစ်ချင်ရင်ဖွင့်မပြောနဲ့ပေါ့ဟာဟုပိတ်ပစ်လိုက်ရမှာလား။အိုးမဖြစ်သေးပါဘူး။နေပါဦး။ဖို့ခွာလား။အဲ့တော့ရိုးရိုးရှင်းရှင်းပုံမွင့်လင်းလင်းစကားပြောမှာ။တချင်းလေးကိုကြိုက်လို့ပါ။နေရောမကြိုက်ဘူးလား။ အဲ့လိုရောင်နာနာပုံစံဖြင့်လူလေကြီးလှုပ်ပြီးဖြေနိုင်တာပဲထိုချိန်မှာပဲတယ်လီဖုန်းကမိလာသည်နေရီရင်ခုန်သွားမိပါသည်သို့သောဟင်ဒါသူ့နံပါတ်မဟုတ်ပါမတ်နေရီဖုန်းကြော်လာခမခက်သွက်သွက်အမျိုးသားအတန်တခုဟုတ်ပါတယ်ကျွန်တော်ညီဟန်မိုးပါဟုတ်ကဲ့တကားမှမကြားဘူးသောနံမီအတန်ကလည်းရင်းနှီးသောအတန်မဟုတ်မတ်နေရီရဲ့ဖုန်းနံပါတ်ကိုကိုလင်းဆက်စီကရတာပါ哦。Oh. တွေ့လားဖိုးခွားအရှုပ်ထုတ် Facebook မှာရောအပြင်မှာရောအပေါင်းအသင်းတော်တော်များပြီး Facebook မှာမိတ်ဆွေဖြစ်ဖို့ဆိုပြီးမိမိအားသူတိုက်တွန်းအကြံပေးထားသောအကောင့်ပိုင်ရှင်တွေလည်းအများကြီးအဲ့ဒီထဲမှာအခုလူလဲပါမှာပေါ့ညီဟန်မိုးဆိုသည့်နာမည်ကို မြင်ဘူးနေတယ်လို့လို့မနေကြီးရဲ့စောင်းမားတွေကခြီဆောင်နဲ့ပတ်သက်ပြီးကျွန်တော်အသိကျင်တာလေးတွေရှိလို့မနေကြီးစီကျွန်တော်လာတွေ့ကျင်လို့ပါခြီဆောင်ဖျားကြီးဒီလောက်ပူအိုက်ပြီးချွေးပြန်နေရတဲ့အချိန်မျိုးမှာ ချီဆောင်ကိုစိတ်ဝင်စားနေတဲ့လားတွေးရင်းနှင့်ပင်နေရီအိုက်ဆက်ဆက်ဖြစ်လာသည်အခုချိန်မှာနေရီသည်စောင်းပါတော်တော်များများလဲရေးပြီးပြီးရုပ်မြင်သံကြားအစီအစဉ်တချို့ကိုလည်းကိုယ်တိုင်ရေးသားတီးဖြတ်ခဲ့ဘူးပြီးတဘာဝစိုးစေးလက်ရက်ခြုံဆောင်စောင်းပါဗျနေရီအပြင်းထန်စဉ်းစားသည်စောင်းပါစောင်းပါနေရီအခုတလောစာမေးဖြစ်ပဲအတန်အတွင်းနာတွေကြီးလုံနေရတာမို့ဘယ်တော့ကရေးခဲ့သည့်စောင်းပါကိုသူပြောနေမှမသိကျမရေးတာဟုတ်လား ဟုတ်ပါတယ်မနေ့ရီရေးတာလို့ကိုလင်းဆက်ကပြောပါတယ်။လာပြန်ပြီလင်းဆက်ကျွန်တော်ကတော့အင်တာနက်ထဲကဖတ်ရတာပါ။ Natural Dye Handmade Blanket တဲ့။အော်ဒါဖြင့်နေရီငယ်ငယ်ကရေးထားသည့်စောင်းပွားဖြစ်မှာပါ။နေကြီးចောင်းသူဘွားတော့ကအတန်းထဲတွင် လေ့ကျင့်ရသည့်သတင်းစာမှာစောင်းပါရေးဖူးသည် ်ထိုသတင်းစာကိုကြောင်းမှဖြန့်ဝေသည်ပုံနှိပ်ထုတ်ဝေခြင်းပင်မရှိဘူးထင်ပါရဲ့ထိုသတင်းစာတစ်စောင်လုံးကိုဖိုးကွားတို့အင်တာနက်မှာ blog ဖြစ် တင်ထားတာကိုသူပြလို့ဟိုတုန်းကဖတ်လိုက်ရဘူးသည်တိတ်တော့စိတ်ဝင်စားစရာမကောင်းပါနေဖြင့်နှစ်တွေကြလို့မိတောင်မိနေပါပြီအိုးအဲ့ဒါကကျမចောင်းသူဘွားတုန်းကအတန်းနဲ့မှလေ့ကျင့်ရတဲ့သတင်းစာပါအမားတွေလည်းအများကြီးတည်တည်ချာချာရေးထားတာလည်းမဟုတ်ဘူးအချင်းလေးပါပဲ အဲ့ဒီအကျဉ်းလေးကပဲကျွန်တော်တို့ကိုအများကြီးဗဟုသုတပေးပါတယ်ကျွန်တော်အခုဆက်ရတဲ့အကြောင်းကအဲ့ဒီဆောင်းအကြောင်းကို အသေးစိတ်သိကျင်လို့ပါရှုပ်လိုက်တာနော်အဲ့ဒီဆောင်းအကြောင်းကိုနေကဘာများပြောနိုင်မှာမို့လဲနေဤတော်လေးပြောသည်မလိုက်မှတ်ပြီးစာရေးခဲ့တာပဲမိမိတောင်တိတ်မသိဘူးဟုထင်ပါသည်ဟယ်လိုငိန်နေတာနည်းနည်းကြာသွားလို့ဟိုဘက်ကအတန်ပြူလာသည်ဟုတ်ကဲ့အဲ့ဒီဆောင်းအကြောင်းမက်နေရီစီလာမေးခြင်းလို့ပါကျွန်တော်တို့ဘယ်လာခဲ့ရမလဲဗျ အိုးလာစရာမလိုပါဘူးဖုန်းထဲကနေပြောလို့ရပါတယ်အခုမေးရမလားဗျအေးအဲ့တော့မဖြစ်နိုင်ဘူးထင်သည်နေကဒေါ်လေးကိုလှမ်းမေးရမှာဒါမှမဟုတ်ဒေါ်လေးစီပဲဆက်သွယ်ခိုင်းရမလားအဲ့ခြုံဆောင်ကလက်နဲ့ရက်တဲ့ဆောင်လို့ပြောတယ်နော်ဟုတ်ပါတယ်ဘယ်တော့ကဝယ်တာလဲဗျဘယ်ကဝယ်တာလဲအိုးဝယ်တာမဟုတ်ဘူးအဖွားကမမေ့ကိုပေးတဲ့ဆောင်ရှင့်အဖွားကိုယ်တိုင်ရက်တဲ့ဆောင်လို့ပြောတယ် ။အော်ဟုတ်လား။ဘယ်တော့ကရက်ခဲ့တာလဲဗျ။အေးနေအောင်မသေးကြဘူး။အနှစ်30လောက်တော့ရှိပြီထင်တယ်။ခမညာနှစ်30ရှင့်။ဖေဖေနဲ့မေမေမင်္ဂလာဆောင်မှာအဖွားကလက်ဖွဲ့တာဟုဆိုသည့်ထိုဆောင်သည်နေဤထက်အသက်ကြီးလိမ့်မည်။နေဤကအခု25နှစ်ဆိုတော့ဆောင်က28နှစ်လောက်29နှစ်လောက်ရှိမှာပေါ့။ဒါဖြင့်ကျွန်တော်တို့မြန်မြန်အလုံးလုံးမဖြစ်မှာပေါ့။ ။ဆွေးကနီးနေပြီမဟုတ်လား။ဘာအလုပ်လုပ်မှာလဲ။အော်ဒီဆောင်ကိုဓာတ်ပုံရိုက်အเจ้าယာတွေကိုမှတ်တမ်းတင်စာရေးဖို့လေ။မင်္ဂလာလက်ဖွဲ့ချီဆောင်တထဲကဘလောက်များအရေးကြီးမှာလဲ။နေကြီးတခါမှပဲမစင်စားခဲ့မိပြီ။ဘာဖြစ်လို့မှတ်တမ်းတင်ရမှာလဲ။ညီမရေးတဲ့ဆောင်က လက်ရသိမ့်မြောက်တယ်လေ။ဘလို့ကျွမ်းကျင်မှုမျိုးနဲ့ဘလို့စိတ်ကူးမျိုးနဲ့ရက်လှုပ်ထားတယ်ဆိုတာအမှတ်တမ်းတင်မှာဖြစ်မှာပေါ့။အော် ကျွန်တော်ကိုကျွန်တော်မိတ်ဆက်ဖို့မေးနေတာကျွန်တော်ကဒီဇိုင်နာပါကျွန်တော်တငယ်ချင်းတယောက်ပြုစုနေတဲ့မြမရှေယိုလက်ရက်ကန်းထဲများဆိုတဲ့စာအုပ်ကိုဒီဇိုင်းလုပ်ပေးနေတာပါအခုကောအဲ့ဒီခြုံဆောင်ရှိသေးလားဗျကျွန်တော်တို့ကြည့်လို့ရမလားဓာတ်ပုံရိုက်လို့ရမလားစောင်းမထဲမှာဓာတ်ပုံပါတယ်လေအဲ့ဒီဓာတ်ပုံကတိတ်မထင်ရှားဘူးဗျဟုတ်မှာပေါ့ဟန်ဖုန်းဖြင့်ကိုဟာကိုရိုက်ခဲ့တာဆိုတော့ပြက်ပြက်သားသားမရှိနိုင် လွန်ခဲ့တဲ့၄နှစ်ကအခုကင်နေသည့် Sony handphone မဟုတ်သေး။ဘာဖုန်းကင်ခဲ့တာပါလဲ။အဲ့ဆောင်ရှိသေးလား။အဲ့ဒါမမေ့ကိုမေးကြည့်မရမယ်။နေသည်ကိုကိုကိုလူကြီးဆန်အောင်စူးစမ်းပါလျက်ကောင်မလေးငယ်ငယ်လေးဖြစ်ဖြစ်သွားသည်။ချက်ချင်းပင်ပြန်ပြန်ပြောလိုက်၏။"ကျမမေးကြည့်ပေးပါမယ်။"ရှိသေးရင်ကြည့်ချင်ပါတယ်။ပြီးတော့ဓာတ်ပုံရိုက်လို့ရမလားလို့မေးပေးပါခင်ဗျာ။"အင်းအဲ့ဒါကတော့နေရီဤလောက်ပိုင်ခွင့်မဟုတ်တော့ပါ။ အဲ့ဒါလဲကျမမသိဘူးမေးပေးမယ်နော်ဟုတ်ကဲ့ကျွန်တော်ဘယ်တော့ပြန်ဆက်ရမလဲဗျမိမိစီဖုန်းဆက်မေးရအောင်မခမရမိမိကဖွားဖွားနေမကောင်းလို့ရွာပြန်သွားတာကြောက်အောင်မဩော်ငါနဲ့ဖွားဖွားနေမကောင်းတာကိုထည့်ပြောစရာလူလို့လားနေကြီးကိုကိုကိုအားမလို့အားမရဖြစ်မိဤဒါဖြင့်နောက်နေ့ရက်၃ရက်နေမှပြန်ဆက်ပါလားကျေးဇူးတင်ပါတယ်ညီမ၃ရက်မြောက်တဲ့နေ့မှကျွန်တော်ပြန်ဆက်ပြရစီ နေရီတက်ပြင်းချပြီးမှုရပေါ်ပြစ်လဲချပြစ်လိုက်၏ရင်내ကဖိုးခွားသည်ခက်လန်းလန်းသို့ရောက်သွားပြီးအခုစိတ်ရှုပ်နေရတာကချီဆောင်ကြောင့်ဖြစ်သွားပြီးအခုလိုမေးမြန်းဆက်ဆုလာတာအလौရှုပ်သည်ဟုခံစားရပေမဲ့လက်ရမြောက်တယ်ဆိုလို့နေရီအံ့ဩနေမိသည်သူပြောသည့်စကားကဘာတဲ့ဘလို့ကျွမ်းကျင်မှုမျိုးဘလို့စိတ်ကူးမျိုးနဲ့ရက်ထားတယ်ဆိုတာအဖွားကရက်ကန်းခက်ကျွမ်းကျင်သည်ဆိုတာဒေါ်လေးပြောပြလို့သိထားပါရဲ့ ်သို့တော့ဒါကဟိုးနှစ်ပေါင်းများစွာတုန်းကဖြစ်သည်အခုဆိုအဖွားကအိယာထဲတောင်လဲနေပြီတကယ်တော့နေရည်သည်မြန်မာဖြစ်ချီတွေကိုတကယ်တော့နေရည်သည်မြန်မာဖြစ်ချီထဲတွေကိုတိတ်စိတ်ဝင်စားသူမဟုတ်ပါအခုနှစ်ပိုင်းတွေမှာခစ်စားလာသည့်လက်လက်ပပမြန်မာချီထဲတွေပင် နေရည်ကိုမဆွဲဆောင်နိုင်ပါနေကဂါဝင်တွေစကက်တွေဘောင်းမီတွေဝေးရတာပဲကြိုက်သည်ပော့ပါလွတ်လက်သည်ဟုခံစားရသည်ထမိန်နှင့်ဆိုလျင် နေရတာမလွတ်လက် ကွင်းထမိန်ဆိုရင်ဘယ်အချိန်ကြွတ်ကြမလဲစိုးရိမ်နေရသလိုသုံးလွာစကက်တို့လေးလွာစကက်တို့ဆိုရင်လည်းကိုနှင့်အကိုက်မှုကြက်ထုံနေတာခံစားရသည်နေရီမကြိုက်ပါ ပေါပားသည့်ပျော့ပြောင်းသည့်အစာတွေကိုပွပွလေးချုပ်ထားသည့်ဝစ်စုံများသာနေရီဝစ်ဆင်နေကြခြီထဲအကြိတ်တွေပန်းတွေကမတည်မသက်တခါဝစ်ပြီးလျင်ဟိုညိဒီညိနဲ့ခြီစတွေကဟိုကထွက်ဒီကထွက်စိတ်ပြက်စရာအစိုးဆုံးကတော့သုံးလွာစကက်ချောင်းနေလျင် ပုံပြက်ပန်းပြက်ဖြစ်နေတတ်ပြီးတိတ်ကြလင်လဲစစ်ကကွဲထွက်သွားတာမျိုးတငယ်ချင်းတွေခဏခဏကြုံရတာကိုတွေ့ဘူးနေသည်ဟာနေရတော့အဲ့လိုအဖြစ်မခံနိုင်ပါဘူးဗမာမဆန်မှုဝေဖန်လင်လဲရှိပါစီတော့ဆောင်းဆိုလင်လဲဗမာချီဆောင်ကကြမ်းရှာရှာနဲ့နိုင်ငံခြားကမေမေဝယ်လာတတ်သည့်ကွန်ဖိုတာဆောင်းတွေပဲကြိုက်သည်ကွန်ဖိုတာဟုနာမည်ပေးသည့်အတိုင်းတကယ်ပဲတတ်တတ်တတ်တာရှိစေသည့်ကော့စ်ကိုခေါ်တော့ဂွန်ကတ်ဆောင်းတွေပါပဲ သူတို့ကရက်လုတ်ထားသည့်ချီမြင်ကို အရေတွက်နှင့်ဖော်ပြတတ်သည်ချီအရေတွက်152တို့မဟုတ်236စသည်ဖြင့်ဖော်ပြထားသည်အထိပ္ပယ်ကတစ်စတူယန်လက်မှတကွက်စာရင်ပါဝင်သည့်ချီမြင်အရေတွက်တဲ့ကဲဘလောက်သေးသွဲနူးညံ့လိုက်သည့်ချီမြင်တွေလဲအမှန်ပါပဲသူတို့ချီတွေက ချောမွေ့ပြော့ပြောင်းနေသည်ဖြင့်ထိတွေ့မှုကနူးညံ့သည်တရုတ်ကွန်ဆောင်တွေလို့ ဂွန်းမုံဂွန်းစာတွေလေးဆက်စီတွက်ကက်ဂျေးပိတ်နေမှာလဲမစိုးရင်ရဂွန်းစာတွေမဟုတ်ပဲပိုလီအက်စတာတွေကိုကွန်ဖိုတာခြည်သားဤအတွင်းထဲမှာချုပ်ထားတာကိုကွန်ဖိုတာအစွတ်ခြည်ထဲဤအစင်လေးတွေကလည်းလှပသည် နေကြီးအခုခြုံနေသည့်ဆောင်ကမိခိုးနှင့်အဝါဖြော့အစင်းကြားလေးတွေဖြစ်၏မေမေဘန်ကောက်ကဝယ်လာခဲ့ခြင်းဖြစ်သည်ဈေးလဲတိတ်မကြီးဟုမေမေပြောသည် IKEA ဆိုင်ကအရေးအသွေးကောင်းပြီးဈေးချိုချိုလေးတွေကိုအများဝယ်နိုင်အောင်ရောင်းချသောဆွီဒင်နိုင်ငံပိုင်စတိုးဆိုင်ဖြစ်တဲ့ဆောင်းကိုနေကြီးလက်ဖွားအဖြစ်ပုတ်သက်ကြည့်လိုက်သောအခါတိတ်နူးညံ့သည့်ချောမွေ့သည့်အတွေ့ကို ပေးတာမို့နေကြီးကျဉ်နဲ့သွားပါသည်ခဏလေးရှားပါသည့်နားရက်ကလေးကိုစိတ်ရှုပ်စွာအကုန်ဆုံးမခံနိုင်တချင်းလေးဖွင့်နားထောင်လိုက်ပါဦးမယ်မမေစီကိုတော့ညကြမှဖုန်းဆက်တော်မီ နေဤဆိုနီဖုန်းမှာထည့်ထားသောတခြင်းတွင်များစွာအနက်ပထမဆုံးရှိနေသည့်တခြင်းမှာမိုင်လီဆိုင်းရပ်စ်တခြင်းတွင်ဖြစ်သည့်မိုင်လီဆိုင်းရပ်စ်ကိုနေဤကြိုက်သည့်သူ့ရုပ်ရှင် ဟန်နာမွန်တာနာကို နှစ်သက်ရာကစာခဲ့သည်ရုပ်ရှင်ထဲမှာသူကချစ်စရာအမေရိကန်ဆိုတော်မှလေးပေါ့ဇဝင်တခြင်းက climbing တဲ့အီအီလီတီဆိုထားတာနေဤတိတ်ကြိုက်ပါသည် မမေကတော့နေရီကြည့်တာကိုလိုက်ဆက်စုတတ်သည့်ထုံးစံအတိုင်းလိုက်ကြည့်ပြီးအထမပိုင်းမှာမိုင်းလီဆိုင်းရပ်ကိုကြိုက်တဲ့နောက်ပိုင်းမှာဒီမိမကမလုံးမချုံတွေဝိကိုရိုကာယာဗီဒီယိုဖြင့်တချင်းတွေမှာတရုပ်ဆောင်တာမို့မကြိုက်တော့ဘူးတဲ့နေရီကဖြင့်သူပါပဲဆိုဆိုဘလို့ပဲတရုပ်ဆောင်ဆောင်ကြိုက်နေစေမမေမကြိုက်သည့် Reckon Ball တချင်းကိုလည်းကြိုက်တာပါပဲသူ့အောင်မြင်မှုကိုအသက်ရှူမရလောက်အောင်ပင်အားကြမိ၏ သူနှင့်ကိုကအသက်အရွယ်တူကို အခုတော့နေရီက MITV မှာအမျော်လင့်နိုင်ဆုံးက program director ဖြစ်ဖို့ဒါကိုပင်မနှဲစူးစမ်းနေရစေနေရီအလုတ်ရွေးချယ်မှုများမှားသွားခဲ့လေသလားစောစောကလူကတော့ဒီဇိုင်နာတဲ့မြမလက်ရက်ကန်းထယ်များဆိုပါလားရွာငငယ်လေးကအဖွားကြီးတယောက်ဤဟိုးတော့ကဆောင်းကိုစောက်ထဲမှာထည့်ဖို့သူစဉ်းစားနေတာလားအံ့ဩစရာပဲ။ နေရီပခုံးတွန်လိုက်မိပါသည် ဟုတ်ကဲ့ပါရှင်စောက်လေးကိုဒီမှာပဲခေတ္တခဏရနာလိုက်ပြစေနော်နားစင်အားပေးကြသူအားလုံးကိုကျေးဇူးများ í တင်ပါတယ်ရှင်ကျမ်းမာပေးကင်းကြပါစေ